မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေအဲ့တော့ဒီနေ့လေးနောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးပြောပြခြင်းတဲ့တင်ကတော့ Joshua Ban ရဲ့တင်ပါခင်ဗျအဲ့တော့လက်ရှိအချိန်မှာမြန်မာပြည်တပ်တွေအပြောများနေတဲ့ဟာပေါ့နော်အဲ့တော့အပါလေးဆိုရင် Joshua Ban ရဲ့ပွဲကကျင်းညာပြီမကျင်းညာသေးဘူးကောင်းပွဲမှာကစားရမယ်ပြီးတော့အကုန်မင်းပွဲမှာကစားရမယ်ပေါ့နော်မျိုးစုံကိုပြောဆိုနေကြတာဖြစ်ပါတယ် ကျွန်တော်တင်တဲ့ဘုတ်တင်မှာလဲညီကိုရီးယားဟာလာရောက်ဆေးဆိုတဲ့လူတွေရောလာရောက်ဝေဖန်တဲ့လူတွေရောတော်တော်လေးကိုများနေတာတွေ့ရပါတယ်အဲဒါကြောင့်ကျွန်တော်ကတော့ဒီဗီဒီယိုနဲ့ပဲညီကိုရီးကိုပြောပြခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဂျော်ချွန်ဘန်ရဲ့ပွဲကအခုဗီဒီယိုရိုက်နေတဲ့အချိန်ထိဂျော်ချွန်ဘန်ရဲ့ပွဲကတော့အကျဉ်းရလာခြင်းမရှိသေးပါဘူးအဲ့ဒါတော့ UFC ဘက်ကတည်ဝင်ကြင်ညာခြင်းမရှိသေးတာကိုပြောတာပါ။အဲ့တော့စဉ်းစားစရာတော့ဖြစ်နေတယ် ဒီပွဲက UFC 323ပွဲစဉ်လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကျင်းပမယ်ဆိုပြီးတော့တရားဝင်ကြေညာထားပြီးတာဒါပေမဲ့ပါဝင်လာမယ့်သွဲဆိုင်ကောင်ပွဲရဲ့ခုံမိတ်ပွဲစဉ်ရဲ့အခုတည်းအကြေညာလာတာမတွေ့ရသေးပါဘူးခင်ဗျပြီးတော့ဒီဇင်ဘာ14ရက်နေ့ဟာအရင်ကြေညာနေတာတွေ့ရပါတယ်ဒီနေ့မနက်မှာပဲ Brandon Roybon နဲ့ Manny Kefia ပွဲကိုသူတို့ကတရားဝင်ကြေညာလာပါတယ်ဒီပွဲကတော့ကောင်ပွဲစဉ်ဖြစ်မှာပါ အဲ့တော့ဆလင်းရင်းနဲ့တောင်မှကြေညာတယ်ခုနှစ်ရက်နဲ့ဟာပါလို့မကြေညာရသေးလဲဆိုတဲ့အချက်ပေါ့နော်မေးစရာတော့ဖြစ်နေပါတယ်ကျွန်တော်အထင်တော့ဒီ UFC promotion ဘက်ကအရန်ကိုစဉ်းစားပြီးတော့ချင်းချိန်နေတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ဘာလို့လဲဆိုရင်ဒီပွဲစဉ်က Las Vegas မှာရှိတဲ့ T-Mobile Arena ကွင်းကြီးထဲမှာကျင်းပမှာဖြစ်ပါတယ်။ဒါတော့ဒီကွင်းကြီးထဲမှာကထိုင်ကုန်တွေလည်းများတယ်။အဲတော့သူတို့ဘက်ကလည်းလက်မှတ်အကုန်လုံးရောင်းချင်မှတင်ကြပါတယ်။ ။အဲဆိုရင်ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကိုလုံအောင်ဆွဲခေါ်နိုင်တဲ့ဖိုင်တာတွေဖြစ်နေရမယ်၊သွေးဆိုင်တွေဖြစ်နေရပါမယ်။အဲတော့ဂျော့ရှော့ဘန်နဲ့ဖန်ဒိုဂျာရဲ့ပွဲစဉ်ပရိတ်သတ်တွေအလောက်ထိစိတ်ဝင်စားပြီလားဆိုတဲ့အချက်ပေါ့နော်။ဒါတော့မေကွန်းမေးစရာတော့ဖြစ်နေပါတယ်။ကျွန်တော်မြန်မာပရိတ်သတ်တွေကတော့လုံအောင်စိတ်ဝင်စားတာမှန်ပဲ။အာရှပရိတ်သတ်တွေလည်းစိတ်ဝင်စားနေကြမှာအမှန်ပါပဲ။ဒါပေမဲ့ဒီ American Predator တကြတော့အဲ့လိုအထိစိတ်ဝင်စားမှုရှိပါမလားဆိုတဲ့ဟာကျွန်တော်တို့မင်းစရာတော့ရှိနေပါတယ်။အဲ့ဒါကြောင့်ကျွန်တော်အထင်တော့ US Red က ဒီထက်ပိုပြီးတော့နာမည်ကြီးတဲ့ fighter တွဲဆိုင်တွေကိုသူတို့ကဒီကောင်ပွဲစဉ်မှာထဲဖို့စဉ်းစားချင်းချင်နေရတဲ့အတွက်အခုလိုကြာနေတယ်လို့ပဲကျွန်တော်ကတော့အောက်ချက်ချခြင်းပါတယ်။ဒါတော့ကျွန်တော်အမြင်တစ်ပိုင်းပေါ့နော်။ပြီးတော့နောက်တစ်ချက်က UFC လုံးဝကိုမကြိုက်တဲ့အချက်ပေါ့။အဲ့တော့ပါလေဆိုရင်မနေ့ကပွဲကစားသွားတဲ့အချိန်မှာ Joshua Ban ရဲ့လုံးဝ border အရင်ခေါက်ခေါက်ပေါ့နော်။ဒီ Michael Aswell ကပါပြောခဲ့လေဆိုရင် ဒီလာမဲ့ဒီဇင်ဘာ9ရက်နေ့မှာ UFC 323ပြိုင်ပွဲမှာသူ့ရဲ့ဘော်ရာဂျိုရှောဘန်နဲ့ရှင်ပြိုင်မှုရှိတယ်။အဲ့တော့အတူလဲဂျိုရှောဘန်နဲ့အတူပွဲစဉ်တစ်ခု အောက်မှာပဲအတူကစားချင်ပါသေးတယ်ဆိုပြီးတော့ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဲ့တော့သူတို့အချင်းချင်းတော့တည်နေမှာပဲကျော်ရှော့ဖန်လက်မှတ်ထိုးထားတဲ့အသိတွေအကုန်လုံးကတော့ဒီ promotion ဘက်ကတည်မယ်ပြီးတော့သူ့ရဲ့ပေါ်တာတွေတည်မယ်ပေါ့နော်သူ့ရဲ့ legend ပေါ်တဲ့အများပိုင်းတော့တည်နေကြမှာပဲဒါပေမဲ့ UFC ဘက်ကတည်ဝင်ကြိမ်းခံလာခြင်းမရှိသေးတဲ့အချိန်မှာသူကအဲ့လိုမျိုးထုတ်ပြောလိုက်တော့ဒါကတော့ဥက္ကဋ္ဌကြီးလုံးဝမကြိုက်တဲ့အချက်ပေါ့နော်အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့2016ခုနှစ်ကိုပြန်ကြည့်ကြရအောင်အားလုံးလည်းတည်တဲ့အတင်းနဘန်းတမာရင် Bruce Lesnar က UFC 200ပွဲစဉ်မှာသူကပြန်လာမယ်ဆိုတဲ့တည် ီတင်းကို UFC ကမကြင်ညာခင်တင်းတမားတယောက်ဖြစ်တဲ့ Area Hawani ကအရင်ကြိုဖွားလိုက်တာဖြစ်ပါတယ်။အဲ့တော့ဒီတင်းကမှန်ကန်မှုရှိလားဆိုရင်လုံးဝ100%အမှန်ကန်မှုရှိပါတယ်။ဒါတော့ UFC နဲ့ Bruce Lesnar ဘက်ကစာချုပ်ချုပ်ထားတဲ့ဟာအဲ့ဒါကို Area Hawani ကတော့ဒီ Bruce Lesnar ဘက်ကနေတင်းရယူပြီးတော့ online ပေါ်မှာကြိုပြီးတော့ဖွားလိုက်တာဖြစ်ပါတယ်။ ဒီအချက်ကို UFC ဥက္ကဋ္ဌကတော့လုံးဝတဘောမကြဘူး။ဒီတင်းသမားကိုသူတို့ရဲ့ UFC ကွင်းထဲမှာတင်းလာရုပ်ဖွင့်လုံးဝတတ်တတ်တာပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဒါတော့လုံးဝကဟော့ဖြစ်သွားတဲ့လွန်ခဲ့တဲ့2016နှစ်ခုနှစ်ကတင်းမှာဒါပေမဲ့လည်းနောက်ပိုင်းမှာသူတို့ကဒီအဲတတ်တတ်တာတင်းယူခွင့်ကိုပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။ area ဘက်ကတော့ UFC ကိုတရင်လာရခြင်းမရှိတော့ပါဘူး။သူက online ကနေပဲ interview လုပ်တာတော့ပြီးတော့တခြား UFC fighter တွေနဲ့ podcast association လုပ်ပြီးတော့ online မှာတင်တာတော့အဲ့လိုမျိုးပဲလှုပ်ဆောင်တော့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကတော့ UFC ဘက်ကတည်ဝင်မကြေညာမချင်းတော့ကျွန်တော်ပွဲကိုအတီးလို့အမှတ်ယူလို့မရသေးပါဘူး။ Joshua Van 323ပြန်ပွဲမှာပါဝင်လာမယ်ဆိုတာကလူတိုင်းကြီးပါတော့သိနေကြတာပဲ။ဒါမဲ့ဒါတော့ကောလာဟာလာမတင်းလိုမျိုးဖြစ်နေပါတယ်။ တော့နောက်တစ်ချက်ကကိုအောင်လန်းဆောင်ပါကိုအောင်လန်းဆောင်ကသူ့ရဲ့ဒီ Kitchen Alliance interview မှာသူပါဖြစ်ခဲ့လဲဆိုရင်သူ့ရဲ့ပွဲကိုလည်းလာမယ့် November 16ရက်နေ့ဂျပန်နိုင်ငံမှာကျင်းပမယ့်ပွဲမှာပါဝင်ဖို့ပြောထားတယ်ဆိုပြီးတော့သူကတင်ကြိုပြောပြောလိုက်တာဖြစ်ပါတယ်အဲ့ဒီတင်ကလည်းကျွန်တော်တို့မြန်မာပြည်သက်တွေလည်းအားလုံးသိပြီးတာပေါ့နော်ဒါပေမဲ့ဒီ One Championship ကဘယ်လိုမျိုးပြန်ပြီးတော့လှုပ်လာလဲဆိုရင်ပွဲကိုဂျပန်မှာမကျင်းပပင်းနဲ့ဒီဘန်ကောက်မှာကြိုပြီးတော့ဒီစောစောကျင်းပပေးလိုက်တာတွေ့ရပါတယ်အဲ့တော့ ဘယ်အရာမှကျွန်တော်တို့ခံမှန်းလို့မရပါဘူးတတင်းကလည်းအကျိုးပြီးတော့အဖွားလို့အဆင်မပြေပါဘူး promotion ဘက်ကပဲဒီ poster တွေနဲ့ကြုံညာတွေနဲ့အတီထုတ်ပြန်လာမှာပဲဒီပွဲကအတီလို့ကျွန်တော်တို့ယူလို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုလာလာပြောနေကြတဲ့လူတွေတော်တော်များတော့ Facebook မှာပေါ့နော်တခြား page တွေမှာတော့တင်နေပြီး main ပွဲစဉ်မှာကိုယ်ပွဲပွဲစဉ်မှာမျိုးစုံပေါ့နော်အဲ့လိုမျိုးလာပြောနေလို့ရှိတယ်ထားလိုက်ပါအဲ့ဒါတော့မတိလို့ပဲဖြစ်မှာပါ ဒီ promotion ဘက်ကမကြင်ကြမချင်တော့ဘာမှကျွန်တော်တို့အတိမတ်လို့မရပါဘူးအပြောင်းလဲရပါမစိုးဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့နောက်တစ်ချက်ကတော့ Joshua Ban အကြောင်းမဲ့ဆက်ပြောပါမယ်အဲ့ဒါ marketing link ဆိုရင်ကျွန်တော်တို့အားလုံးသိတဲ့ဒီ World MMA Award စုခဏကြင်မြောက်ဒီစုပေးပွဲစကားတင်ဆင်းမှာပေါ့နော်ဒီစကားတင်စီးမှာက Fight of the Year ပွဲစဉ်မှာ Joshua Ban နဲ့ Brandon Rivera ရဲ့ပွဲလည်းပါဝင်လာပါတယ်။စကားတင်စီးမှာပါဝင်လာတာပါ။အဲတော့အဆုရဖို့ကတော့ အရန်ကြီးမသေးချသေးပေမဲ့80ရာခိုင်နှုန်းတော့ကျွန်တော်တို့တွက်ချက်လို့ရပါတယ်။ဒါပေမဲ့အဲ့ထက်ပိုပြီးတော့တအူးချင်းစီရရှိတဲ့ Breakthrough Fighter of the Year ဆိုပေါ့နော်။ဒီစုမှာလည်းစကားတင်စင် Fighter တွေကြော်များလာပါတယ်။ဒါပေမဲ့ပိုပြီးတော့နာမည်ကြီးတာ Fighter နှစ်ယောက်ဖြစ်နေပါတယ်။အဲ့ဒါတော့ကျွန်တော်တို့ရဲ့ George Pan ရဲ့ပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့အချစ်တော်ရင် Ryanair Director ပါ။အဲ့တော့ဒီနှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုကတော့တကယ်ကိုကြီးမားလုံးပါလားခင်ဗျ။ ပြောမယ်ဆိုရင် director ကကျွန်တော်တို့မြန်မာပြည်သက်တွေကိုအသေးခွဲနေကြ fighter ပေါ့နော်ကိုအောင်လာတုံးကလည်းသူနှစ်ကြိမ်တိုင်းတိုင်းအနိုင်ယူပြီးတော့ဒီကျွန်တော်တို့မြန်မာပြည်သက်တွေကြေကွဲအောင်လုပ်ခဲ့ပြီးပါပြီတချို့ကလေးတွေဆိုရင်မျက်ရည်ကျပြီးတော့ငိုကြွေးတဲ့အထိပေါ်ဖြစ်သွားပါတယ်ကိုအောင်လာရှုံးနေခဲ့လို့ပေါ့နော်အဲ့ဒါပြီးပြီလားဆိုရင်အခုကမပြီးသေးဘူးဒီ Joshua Ban နဲ့တော့ weight down မတူဘူး weight down တူရင်တော့မပြောတတ်ဘူးထိုးရင်လည်းထိုးနေမှာပေါ့နော်ဒါပေမဲ့ weight down မတူဘူးဆိုပေမဲ့ပြန်ပက်ဖြစ်နေပြန်ပါတယ်ဘာလို့လဲဆိုရင်အခုပြောတဲ့ စုခနှစ်ကြိမ်မြောက်ကမ္ဘာ MMA အဖွဲ့အစည်းကအချင်းမြင်တဲ့စုပွဲပွဲမှာဒီ Breakthrough Fighter of the Year စုမှာဒီနှစ်ယောက်ကအပြိုင်ဆိုင်ဖြစ်နေပါတယ်။အဲတော့ Joshua Ban မရရင်တော့ Brian Dieter ရဖို့ပုံများနေတယ်။ဒီစုရဲ့ခေါင်းစဉ် Breakthrough Fighter of the Year ဆိုတဲ့အသိပ္ပာယ်ကလွန်ခဲ့တဲ့နှစ်သူတို့ကဒီ John La ကလေးရနဲ့စမှတ်တာလားမသိဘူးဟုတ်တယ်။ကျွန်တော်အချိန်ကန့်တတ်တော့ပြန်ကြည့်ရပါမယ်နော်။အဲတော့ပြောချင်တာကဒီနှစ်အတွင်းမှာ မျက်နှာတက်ဖိုက်တာတွေထဲမှာတကယ်ကိုနာမည်ကြီးလာတဲ့ဖိုက်တာ UFC မှာလုံးဝကိုပရိတ်သတ်တွေတတိထားမိလို့တဲ့အခြေအနေတွေနာမည်ကြီးလာတဲ့ဖိုက်တာတွေကိုပေးတဲ့အဆုဖြစ်ပါတယ်အဲ့တော့ Breakthrough Fighter of the Year ဆုကို popular အဖြစ်ဆုံးကတော့ Brian Creator နဲ့ Joshua Ben ဖြစ်နေပါတယ်ရရှိချင်တာကတော့ Joshua Ben ကိုပါဒါပေမဲ့ဒီ Brian Creator ကလည်း Robert Whittaker ကိုပါအနိုင်ယူပြီးတော့ ranking ၄နေရာမှာရောက်ရှိနေတဲ့ဖိုက်တာဖြစ်ပါတယ် ီးတော့နောက်တစ်ချက်ကကျွန်တော်တို့မြန်မာတွေပေါ့အများအန်းအနိုင်ယူနေတဲ့ fighter ဖြစ်နေတဲ့အတွက်ပုံစံဖြစ်သွားနိုင်ပါတယ်အဲ့တော့ဒီစုပေးမဲ့ပုံတင်ကတော့ပြီးသွားပါပြီအခုတော့အစုချိန်ရဖို့ပဲကြံပါတော့တယ်တိတ်မကြလဲချိန်ရလာပါလိမ့်မယ်โอเคအဲ့ဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကျေးဇူးတင်ပါတယ်